်မင်္ဂလာပါရှင်ကျမတော့ဖူးဤနွယ်ပါ TV ယူမီတန်ကြရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ်။အရခတ်တတော် AA ထိမ့်ချုပ်ထားတဲ့ရခိုင်ကမြို့နယ်တွေမှာစက်တင်ဘာလ1ရက်အတွင်းစစ်တပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်လို့အရသား23ယောက်သေဆုံးပြီး49ယောက်ဒဏ်ရာရရှိခဲ့တယ်လို့အရခတ်တတော် AA ကအောက်တိုဘာလ2ရက်နေ့မှာထုတ်ပြန်လိုက်ပါတယ်။ဘုံကျဲရောက်ပောက်ကွဲမှုကြောင့်သေဆုံးသူ23ယောက်ထဲမှာ အမျိုးသား16ယောက်နဲ့အမျိုးသမီး4ယောက်တို့ဖြစ်ပြီးဒဏ်ရာရသူ49ယောက်ထဲမှာတော့အမျိုးသား29ယောက်နဲ့အမျိုးသမီးအယောက်20တို့ပါဝင်တယ်လို့ဆိုပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလ12ရက်မနက်ပိုင်းမှာကြောက်တော်မြို့နယ်တရက်တပင်ကြေးရွာရှိပညာပန်းကင်းနဲ့အမြင့်တစ်ကိုပိုင်အထက်တန်းကျောင်းကိုစစ်တပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့လို့ကျောင်းသားကျောင်းသူအယောက်20သေဆုံးပြီးတော့21ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ဒါပြင်စက်တင်ဘာလကုန်ပိုင်းမှာအေအေထင်းချုပ်တဲ့ပလက်ဝနဲ့တန်တွဲမြို့နယ်တွေမှာဘုံကျဲခဲ့တဲ့အတွက် လူ၃ယောက်သေဆုံးပြီးတော့28ယောက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။လက်ရှိမှာလည်းအေအေနဲ့ဖြစ်တဲ့တိုက်ပွဲတွေမှာစစ်တပ်ကစစ်ရှုံးနေတဲ့အတွက်စစ်ရေးပြတ်မှတ်မဟုတ်တဲ့နေရာတွေကိုဥတီပြီးဘုံကျဲချမှုတွေရှိနေတာကြောင့်လေကြောင်းနဲ့ရေကြောင်းကနေလက်နက်ကြီးပစ်ခတ်မှုရန်ကိုပုံမှန်သတိပြုနေထိုင်ကြပြီးစစ်ရေးသတိရှိကြဖို့အေအေကထုတ်ပြန်ပြောဆိုထားပါတယ်ရှင်။ ပြည်ရင်းအခောက်ရွှေဈေးနဲ့အမေရိကန်ဒေါ်လာဈေးဇက်တိုက်ပြန်ကျဆင်းလာပြီးအော်တိုဝါလာ၂ရက်ညနေပိုင်းမှာအမေရိကန်ဒေါ်လာကို3925 4025ကျပ်အခောက်ရွှေဈေးကတစ်ကျပ်သားကို7သိန်း80အောက်အထိထပ်မံကျဆင်းလာတယ်လို့ရွှေနဲ့ဒေါ်လာဈေးကွက်အတွင်းကနေသိရပါဗျ။အခောက်ရွှေဈေးနှုန်းဟာစက်တင်ဘာလ30ရက်ကတစ်ကျပ်သားကို783သိန်းဝန်းကျင်အရောင်းဝယ်ရှိခဲ့ပြီးအမေရိကန်ဒေါ်လာငွေလဲတဲ့နှုန်းကလည်း7440ဝန်းကျင်ရှိခဲ့ရတာကနေဈေးဆက်တိုက်ပြန်လဲကျဆင်းလာတာပါ။ စက်တင်ဘာလဇန်နဝါရီမှာဒေါ်လာဈေးက4400ကျပ်ဝန်းကျင်မှာရှိခဲ့ပါတယ်။နိုင်ငံတကာဈေးကွက်မှာကမ္ဘာရွှေဈေးအတက်ဆက်ရှိနေပေမဲ့ပြည်ရင်းရွှေဈေးကဒေါ်လာဈေးအကျကြောင့်ဈေးထက်ဆင်းလာတာလို့လေးလာသူတွေကသုံးသပ်ထားကြပါတယ်။ပြည်ရင်းဒေါ်လာဈေးပြန်ကျလာရတဲ့အကြောင်းအရင်းကတော့စကားစကားပြပသွင်းကုန်တွေပိတ်ဆို့ကန့်တတ်တာပို့ပုံရငွေတွေကိုကြက်ငွေလဲခိုင်းတာ ပြည်ပရောက်လူသမားတွေရဲ့လစာ25ရာခိုင်နှုန်းကိုမဖြစ်မနေပြန်လွှဲခိုင်းတာဗဟုဘဏ်ကဒေါ်လာတန်ပေါင်းများစွာထုတ်ယောင်းတာစတဲ့အကြောင်းရင်းတွေကြောင့်ဖြစ်တယ်လို့လေလာသူတွေကသုံးသပ်ကြပါတယ်။အခုလိုအကြောင်းမျိုးမျိုးကြောင့်အမေရိကန်ဒေါ်လာဈေးပြန်လဲကျဆင်းလာနေပေမဲ့အထွေထွေကုန်ဈေးနှုန်းကတော့မကျဆင်းသေးပါဘူးရှင်။ စစ်ကောင်မရှင်ကလာမယ့်ဒီဇင်ဘာ28ရက်နေ့မှာရွေးကောက်ပွဲအပိုင်းတစ်ကိုကျင်းပသွားမှာဖြစ်ပြီးကင်းမီနီမှာတော့ဖအံမြောက်လီနဲ့တန်တောင်ကြီးမြို့နယ်၃ခုမှာကျင်းပပြုလုပ်သွားမယ်လို့ထုတ်ပြန်ထားပါတယ်။ဒါကြောင့်ဖအံမြို့မှာ6လနဲ့ထက်နေထိုင်နေတဲ့စစ်ရှောင်းလူနဲ့အင်ငါးနေထိုင်သူတွေကိုပါရွေးကောက်ပွဲမှာမဲပေးနိုင်ဖို့လှုံ့ဆော်နေပါတယ်။မဲပေးနိုင်ရေးမဲစင်ပြုစုရမှာလိုအပ်တဲ့စာရဆက်တန်းတွေအတွက်ကုန်ကြမှုကြောင့်ရက်ွက်အုပ်ချုပ်ရေးမှုယုံကို မတော်ရောက်လို့ပြင်မဲ့ချိန်ရောက်ခရောက်မှာကိုစိုးရင်ပြီးတွားရောက်နေရတယ်လို့စစ်ဆောင်တွေကပြောပါတယ်လူကြီးရတဲ့အိမ်မှာအိမ်အောင်စုရှိတဲ့လူတွေယုံသွားမယ်ယုံသွားပြီးတော့ဥစ္စာဖျက်မှာပေါ့နော်အဲ့လိုမျိုးပဲအိမ်အောင်စုဝေယူလာလို့ပြောပြီးဟိုရောက်တော့လေအိမ်အောင်စုတခုတည်းနဲ့မပြီးဘူးအဲဒီအစာအုပ်ဒီမပုံနေနေဥစားတွေဆိုပြန်လိုက်သွားလိုက်နေတက်စီကလည်းကောင်းတာပေါ့နော်သူတို့ကလည်းပြီးချတော့ပြေဟိုရောက်တော့လဲ ပြပြချာချာဥဆောင်ဖြစ်တော့လူတွေကနှာခေါင်းသုံးခေါင်းအိမ်ကိုပြန်လိုက်သွားလိုက်ဆိုတော့ပို့ပြီးတော့တက်စီကားတွေအကုန်ကြများတာပေါ့နော်။မဖြစ်လို့လဲဆိုကျွန်တော်တို့ကအိမ်ကားနေရတယ်။နောက်ကျသူတို့မဖြစ်လို့မသွားလဲ၊မဖြစ်လို့မလာလဲဆိုလို့ရှိရင်သူတို့ကလာပြီးတော့ဥဆောင်မီးမှလည်းသူတို့ကြောက်တယ်လေ။ကျွန်တော်တို့အိမ်ကားနေရတယ်ဆိုတော့သိပူရတော့ပေါ့။ဟုတ်ကဲ့ဖျားပြီးမှချင်းချောင်းမှကြောက်တော့နောက်ပြပါဖြစ်လို့မလာလဲအိမ်အဲ့လိုမျိုးပေါ့နော်။မဲစင်းပြုစုရာမှာဆော်ရွက်ဆန်တဲ့မိတူကူခါ ဆိုင်ကယ်တက်စီကအပါဝင်လူတယောက်ကိုအနည်းဆုံး15000ကျပ်နီးပါးကုန်ကြတယ်လို့ကိုယ်တိုင်သွားရောက်ခဲ့တဲ့သူတွေကပြောပါတယ်။ဒါအပြင်လူမျိုးချအစ္စလာမ်နဲ့တမီလူမျိုးတွေကိုလည်းမှတ်ပုံတင်ပြုလုပ်ပေးမယ်လို့ပြောဆိုပြီးရက်ွက်ကျေးရအုပ်ချုပ်ရေးမှူးရုံးတွေမှာမဲစင်ပြုစုပြီးမဲပေးခွင့်ရသူတွေကိုမဲစင်ကြော်ညာတာတွေရှိတယ်လို့ဒေသခံတွေကပြောပါတယ်။သူတို့မြေရဲ့ရတဲ့မြေရဲ့အဲ့ဒီကောင်ကြီးကဘာလို့ကိုယ်လဲဆိုမြေကဆက်သူက မဘူရင်လုပ်ပေးမယ်တဲ့အေးမဘူရင်လုပ်မယ်ဆိုတော့မြန်မာတူရောလို့ဖိတ်ခေါ်မှသူတကောင်ဆွေးကောက်တော့နာမည်နဲ့တကောင်ဆွေးကောက်တယ်မဘူရင်စီလူမစီလူလို့သူကရေးစစ်မှာမဘူရင်စီလူကတော့သူတို့ရှိမှာတော့သူမှဆက်ရတာလည်းဆက်ရကဲမှာအဲ့ဒီမှာအခုသူများသူပြောတာကြတာကတကယ်လို့အဲ့ဒီမှာရောမကရဆာရောမှာကိုပိုင်နံပါတ်နဲ့ကိုပိုင်အဘိုးရဲ့စီရလူကမဲထက်တာပဲရှိနေရလို့သူကသူကတော့မစီရမကကြရလို့မဲထက်စားမလို့မဘိုးရဲ့စီရလူက သူကဒီမှာအင်းအင်းမျိုးစောမြန်စီရင်ပြုစုရာမှာလိုအပ်တဲ့ဆရာဆရာနေအတွက်ငွေကုန်ကြတာမဲပေးနိုင်ရေးမဖြစ်ဖြစ်အောင် ပရက်ရှာပေးတာတွေကြောင်းလူလူတွေမှာခက်ခဲနေရှိရဲ့လို့မျိုးမျိုးမျိုးပါတယောက်ကပြောပါတယ်ဟုတ်တယ်ဟုတ်တယ်ဘာလို့ဒီလိုလုပ်ရှိရကိုဟုတ်တယ်မအားဟိုတော့ဘူးကိုချစ်ညွှန်ပြောတော့ဟိုထက်ကခံလို့ထက်ကခံလို့ရထက်ကခံလို့သူကောင်းနေတယ်တော်တော်ဝါးရတယ်မနေတော့ တော့မဖြစ်ဖြစ်အောင်ပေါ့ပြင်ဆင်ပြီးတော့ပေါ့အဲဒါကရှိတော့ညီတော်တောင်းတော့မသိနေပဲလေအခုကဒီလူလူကဖြစ်တာပေါ့ဒီမိသူဆွေကတော့ဘာလို့ညာတော့အကုန်လုံးအမားရောသူတိုင်းလုံးကိုရပ်ကုန်မှာမိသူဆွေရှိတော့ဆွေးပြလိုက်ပေါ့အလုံးစုံလို့များကြုံကောက်တယ်။ဒီကတော့ပြည့်စည်နေတဲ့ဆန္ဒပဲသူကတော့အပြီးသွားတယ်။ဒီလိုမှကုန်တဲ့စားကရှိတော့ဒီကသူ့လုံးမဟုတ်ဘူး။ဒီကတော့မဟုတ်ဘူး။ဒီကအလုံးစုံလိုက်တော့ဘုံလို့တော့ကောက်ကောက်ကလည်း ကင်းရဲ့မျိုးသားစီယုံ KNU ကတော့စစ်ကောင်စီပြုလုပ်မဲ့တရားဝင်ရေကောက်ပွဲကိုလုံးဝဆန့်ကျင်ကြောင်းထုတ်ပြန်ထားပြီးရေကောက်ပွဲဖြစ်မြောက်အောင်ဥပပေါင်းဆောင်ရွက်သူတွေကိုလည်းစောင့်ကြည့်ရေးယူသွားမယ်လို့ပြောဆိုထားပါတယ်။နောက်မဲ့ဒီဇင်ဘာ28ရက်နေ့မှာပြုလုပ်မဲ့ရေကောက်ပွဲအပိုင်း1ကိုကင်းပြည်နယ်တွင်းကလှိုင်းဝဲကော့ကရီကြာရင်စင်ကြီးဖာပုံမျိုးနယ်၄ခုမှာကျင်းပပြုလုပ်နိုင်ခြင်းမရှိသေးပါဘူး။ကျွန်တော်အောင်ခံပါ စကိုင်းတိုင်းဝက်လက်မြို့နယ်မှာအော်တဝါလာ၂ရက်နေ့ကစစ်ကြောင်းထိုးနေတဲ့စစ်တပ်လက်အောက်ခံတပ်တွေကတမာကန်ကြီးရွာကိုဝင်ရောက်စီးနင်းပြီးထွက်ပြေးတဲ့ဒေသခံတွေကိုပြစ်ခတ်တာကြောင့်အသက်၈၀အရွယ်အဖွားအိုပါအဝင်၂ယောက်သေဆုံးသွားတယ်လို့ဝက်လက် information network ဆီကနေသိရပါတယ်ကြောက်လန့်ပြီးတော့ထွက်ပြေးကြတဲ့ရွာကန်တွေကိုစစ်တပ်ကလက်နက်ငယ်တွေနဲ့လိုက်လံပစ်ခတ်လို့အပီသူတွေလည်းရှိတယ်လို့သိရပါဗျ။ဝက်လက်မြို့နယ်ထဲမှာစစ်တပ်ကအင်အားအလုံးရင်းနဲ့စစ်ကြောင်းထိုးပြီးပြည်သူတွေကိုအကြောင်းမဲ့တပ်ဖြတ်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့တိုက်ပွဲတွေလည်းပြင်းထန်နေတယ်လို့ဒေသခံတွေစီကနေသိရပါဗျ။စစ်ကောင်စီတပ်ဟာဝက်လက်နယ်တွေကိုပြီးခဲ့တဲ့လကုန်ပိုင်းလောက်ကတည်းကစစ်ကြောင်းတွေဝင်ရောက်လာတာဖြစ်ပြီးအော်တိုဘာလ၁ရက်နေ့ကစလို့နှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေတာဖြစ်တယ်လို့သိရပါဗျ။အဲ့ဒီတိုက်ပွဲ နှစ်နှစ်နီးပါးအတွင်းပထမဆုံးအစိုးရလုပ်ငန်းရပ်ဆိုင်မှုအတွက်နှစ်ဖက်လွှတ်တော်အမတ်တွေအပြန်အလှန်အပြစ်တင်နေကြချိန်မှာနှစ်ရက်အတွင်းပြည်အောင်စုအစိုးရဝန်ထမ်းတွေကိုအကြီးအကျယ်ရှော့ချထုတ်ပယ်တော့မယ်လို့အင်ပြော်ကကြေညာလိုက်ပါတယ်။တကောင်ရန်နောက်ဆုံးသတ်မှတ်ချိန်မတိုင်မီအစိုးရအသုံးစရိတ်အစီအစဉ်အစ်ချမှတ်နိုင်ဖို့ရာလွှတ်တော်မှာ Republican နဲ့ Democrat အမတ်တွေကြားမှာသဘောတူညီမှုမရရှိခဲ့ပါဘူး။ ဒါကြောင့်အော်တိုဝါလာ၁ရက်နေ့ကစလို့မရှိမဖြစ်လုပ်ငန်းတွေကလွဲလို့ကြံအစိုးရလုပ်ငန်းတွေရပ်ဆိုင်ထားရတာဖြစ်ပါတယ်။ဒီရပ်ဆိုင်မှုကြောင့်မရှိမဖြစ်မဟုတ်တဲ့အစိုးရဝန်ထမ်း9သိန်းခွဲလောက်လစာမဲ့ယာယီအနာပေးခံရနိုင်တယ်လို့သုံးသက်သူတွေကခန့်မှန်းထားပါတယ်။ဒီအခြေအနေဟာအမေရိကန်စီးပွားရေးကိုဒေါ်လာဘီလီယံနဲ့ချီထိခိုက်စေနိုင်ပြီးညှိနှိုင်းမှုလမ်းစာပြောင်းနေစေဖြစ်လို့အခြေအနေကရှေ့ကျနိုင်တယ်လို့ဆိုရင်နေကြပါတယ်။နောက်ထပ်မဲခွဲမှုတစ်ခုကိုတော့တောက်ကြန်နေမှာထပ်မံပြုလုပ်ဖို့စီစဉ်ထားပါတယ်ရှင်။ ဒီဗီယိုမြင်တန်ကြတဲ့နောက်ဆုံးရသတင်းတွေကိုရှုစားကြရတာပါကျမတို့ဖူးအီနေပါကြည့်ရှုနာဆင်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်